နိုင်ငံတကာရှေ့နေများအဖွဲ့တစ်ခုဟာကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA အပေါ်မေလ15ရက်မှာတရားဝင်တိုင်ကြားချက်တစ်ခုဖွင့်လိုက်ပြီး FIFA ဟာ2034ကမ္ဘာဖလားပြိုင်ပွဲအင်ရှင်အဖြစ် Saudi Arabia ကိုရွေးချယ်အတည်ပြုလိုက်တာနဲ့အတူအဲ့ဒါရဲ့လူအခွင့်ရေးမူဝါဒကိုလိုက်နာထိန်းသိမ်းဖို့ပြက်ကွက်ထားကြောင်းရှေ့နေတွေကပြောပါတယ်။မကြေနပ်ချက်တိုင်ကြားမှုအတွက် FIFA ရဲ့ကိုပိုင် online portal ကိုအသုံးပြုရင်း တိုင်ကြားချက်ဖွင့်မှုကိုဖီဗာရဲ့အကျင့်ပြတ်ခြားစားမှုတိုက်ဖြတ်ရေးအကြံပေးအရာရှိဟောင်းမတ်ခ်ဘိတ်ဆွစ်ဇာလန်ရှိနေစတီဖန်ဝီရမ်ဘတ်နဲ့ဒီတိန်ဝလုံတော်ရရှိနေရော့ဒနီဒိုင်ဇွန်တို့ကလှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ပြိုင်ဆိုင်လျှောက်ထားသူမရှိဘဲ2034ကမ္ဘာဖလားပြိုင်ပွဲအရှင်အဖြစ်ဆော်ရီအာရေဗီယာကိုပီဂရက်နှစ်ဒီဇင်ဘာကအတည်ပြုမှုမတိုင်မီလူအခွင့်ရေးဆိုင်ရာလေးစားလိုင်းနာမှုနဲ့ပတ်သက်ပြီးတော့ FIFA ကိုအကြံပေးဖို့သူတို့ရဲ့ကမ်းလှမ်းချက်တွေလစ်လျူရှုခံခဲ့ရတယ်လို့သိရပါတယ်။ ဒေတိုင်ကြားချက်မှာဖော်ပြထားတဲ့အတိုင်း Sorry Arabia မှာပြန့်နှံ့ဖြစ်ပေါ်ခဲ့တဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကဆက်ဖြစ်နေပါတယ်။ကမ္ဘာဖလားပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုမှာဒီလိုချိုးဖောက်မှုတွေကိုကင်တွယ်ဖြေရှင်းဖို့ FIFA အနေနဲ့ဘာလုံဆောင်ချက်မှလုံဆောင်တာမျိုးရှိမနေဘူးလို့ရှေ့နေတွေကဆက်မျက်နှာ30ပါတိုင်ကြားချက်မှာပြောပါတယ်။ကြည့်ရတာဘာအပြောင်းလဲမှမလုပ်ပဲပုံမှန်အတိုင်းဆက်ရှိနေပုံရှာတယ်လို့တိုင်ကြားချက်မှာပြောပါရယ် FIFA ဥက္ကဋ္ဌ Gianni Infantino ဟာ ဆော်ရီအာရေဗျာခရီးစဉ်တစ်ခုမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့အတူပူးပေါင်းပြတဲ့နောက်မှာပါရာဂွေးနိုင်ငံမှာကျင်းပတဲ့ FIFA ရဲ့အဖွဲ့ဝင် Federation တင်212ခုရဲ့နှစ်ပတ်လည်ကွန်ဂရက်မှာမကြုံဆက်ဘူးနောက်ဆုံးမိနစ်မှာမှ ရောက်ရှိတက်ရောက်ဖို့ရှိနေပါတယ်။ရေနံကျွဲဝါတဲ့ဆော်ရီနိုင်ငံဟာအဲ့ဒါရဲ့လူအဖွဲ့အစည်းနဲ့စီးပွားရေးကိုခင်မအောင်လုပ်ဖို့ Vision 2020အစီအစဉ်တစိုက်တဲ့ဒေသအဖြစ်လက်ခွင့်တွေကိုတိုးတက်အောင်လုပ်နေကြောင်းထပ်တလဲလဲပြောပါရစေ။ အင်ဖန်တီနိုဟာ2018ကမ္ဘာဖလားပြိုင်ပွဲမတိုင်မီကတည်းကဖီဖာရဲ့ဘန်နာရေးနဲ့နိုင်ငံရေးကိုဆော်ရီရဲ့အင်ရှစ်ဆန်မိုဟာမက်ဘင်ဆယ်မန်နဲ့ပိုနီးအောင်ချိတ်ဆက်ထားပါတယ်။အင်ဖန်တီနိုနဲ့ထရမ်ဟာဆော်ရီရဲ့အင်နီချင်းကာတာမှာမေ14ရက်နေ့ကတွေ့ဆုံမှုတွေရှိခဲ့ပါတယ်။2022ကမ္ဘာဖလားအင်ရှင်ဖြစ်ကျင်းပခဲ့တဲ့ကာတာဟာလည်း တန်ပွဲအတွက်အားကစားကွင်းတွေနဲ့အခြေခံအဆောက်အုံတည်ဆောက်ဖို့အတွက်လိုအပ်တဲ့ရွှေပြောင်းလှုပ်သားတွေအပေါ်ဆက်ဆံမှုနဲ့လူအခွင့်ရေးမှုမှတ်တမ်းတွေအတွက်စည်းစုံးနဲ့တစ်ခုကြာတင်းကျပ်တဲ့စုံစမ်းစစ်ဆေးမှုတွေနဲ့ရင်ဆိုင်ကြရပါတယ်။လွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်နဲ့ပတ်သက်တဲ့ချိုးပေါင်းမှုတွေမတရားဖမ်းဆီးထိန်းသိမ်းမှုတွေနှိပ်စက်မှုတွေရွှေပြောင်းတွေရဲ့အခွင့်အရေးအမျိုးသမီးအခွင့်အရေးချိုးပေါင်းမှုတွေအပါအဝင် စိုးဝါတဲ့လူအခွင့်ရေးမှတ်တမ်းရှိပေမဲ့လည်း Saudi Arabia ကိုလာမဲ့2034ကမ္ဘာဖလားအင်ရှင်အဖြစ် Saudi Arabia ကိုလာမဲ့2034ကမ္ဘာဖလားအင်ရှင်နိုင်ငံအဖြစ်ရွေးချယ်ထားတယ်လို့ရှင်းနေတဲ့တိုင်ကြားချက်မှာပြောပါရရှင်